က်ချက်ပြောဦးမယ်။ရောင်ရဲမှုနဲ့မဆိုင်တဲ့ဘဝမှာအလုံးမလည်းပဲအရေးပါတဲ့စိတ်ဆင်းရဲခြင်းစိတ်ချမ်းသာခြင်းရဲ့အကြောင်းကုဘဝမှာအရေးပါတယ်ကုအတွက်အရေးပါတယ်ဆိုတဲ့လူတွေနဲ့စိတ်သဘောထားချင်းမတိုက်ဆိုင်လို့ဆက်ဆံရေးမကောင်းလို့စိတ်ဆင်းရဲတာဘဝမှာအလုံးကြီးမားတဲ့စိတ်ဆင်းရဲမှု ်ကိုဘဝမှာအရေးပါတယ်လို့ကိုယုံကြည်ထားတဲ့လူတွေနဲ့အလုံးမပြေလေတယ်ဆိုလို့ရှိရင်အဲ့ဒါအလုံးမပါတော့စိတ်ချမ်းသာနော်ဆရာတော်ဦးဇော်ဒီကဟောတာငငယ်ရခေါပေါ်အလဲအရန်ကြိုက်တယ်ရှင်ဒီကျင်လောက်အောင်ရှင်းရတဲ့စိတ်ရှင်းရမှုတွေနေကိုမနေကျင်တော့ပါဘူးဘဝမှာနေကိုမနေကျင်တော့ဘူးအဲ့လောက်ထိရှင်းရတဲ့ရှင်းရမှုတွေဟာစာဝတ်နေရေးမပြေလေလို့ဖြစ်တာမဟုတ်ဘူးဆက်ဆံရေးမပြေလေလို့ဖြစ်တာ အထူးသဖြင့်ဘုဖခနာပြောလိုက်ပြီးကိုယ့်ဘဝမှာအရေးပါတယ်အရေးကြီးတယ်လို့ထင်တဲ့လူတွေရှိတယ်လေကိုအဓိကကိုမိသားစုဟုတ်တယ်မို့လားကိုရဲ့ဇနီးကိုရဲ့ယောက်ျားကိုရဲ့သားသမီးအိမ်တော်မကြသေးဘူးဆိုရင်ကိုရဲ့အပေါင်းဖော်ဟုတ်လားအဲ့ဒါတွေကကိုယ့်ဘဝမှာအရေးကြီးဘူးလားအဲ့ဒီလူနဲ့သဘောထားချင်းမတိုက်ဆိုင်တော့ဘူး အဲ့ဒီလူကအကြိုက်ကတမျိုးကိုကအကြိုက်ကတမျိုးညှိလို့လည်းမရဘူးကိုကကိုအမျိုးမျိုးထင်နေတယ်ကိုကလည်းသူထင်တယ်လို့မဟုတ်ဘူးသူ့ကိုလည်းကိုကအမျိုးမျိုးထင်ပြီးတော့တခါလဲမပြည်လေတော့ဘူးဆိုရင်အဲ့ဒါမှဖြစ်ပြီတော့စိတ်ဆင်းရဲရနော်အဲ့တော့နံပါတ်1အရေးကြီးတာစိတ်ချမ်းသာဖို့အတွက်ဆက်ဆံရေးအရေးကြီးဆက်ဆံရေးအရေးကြီးရနော်အခု gain စိတ်ဆင်းရဲတိုင်းဆင်းရဲတိုင်းကျိုးတော့ဆင်းရဲတာကိုပြောတော့နော်ပီတိမောဝဆင်းရဲလေးတွေကတော့တွေ့ပါဘော ဟုတ်လားဒီဒီပေါ်မှာဆင်းရဲလေးတယ်တော့ဓမင်းစားရင်တော့အဆင်မပြေတဲ့ဓမင်းလို့ရှိနေတာပဲလေဟုတ်တယ်မဟုတ်လားဒီဒီပေါ်မှာဆင်းရဲလေးတွေကိုပြောတာမဟုတ်စိတ်ထဲမှာငါနဲ့ဟဲ့ဆင်းရဲလိုက်တာလို့ပြောရအောင်အောင်ဆင်းရဲမှုအဲ့ဒီဆင်းရဲမှုလေးတွေဖြစ်တဲ့အခါမှာဘာကြောင့်ဆင်းရဲတာလဲလို့တွေးကြည့်တဲ့ဘာကြောင့်ဆင်းရဲတာများလို့ခုပြန်ပြီးတော့စဉ်းစားကြည့်တော့အခုလုံးလုံးစဲကိုရှင်းအောင်ရှင်းနိုင်ပါလေတော့ဒီရွယ်လေးတွေမှာဆင်းရဲတာဘာကြောင့်ဆင်းရဲတာတွေများနိုင်လဲ စိတ်ညစ်လိုက်တာဆိုတာဆက်ဆံရေးကိုပဲသွားပြေးပါနော်ဟုတ်တယ်မို့လားအဲ့လိုဆိုလို့ရှိရင်ဆိုကြပါစို့တခါနဲ့အတူတူနေတဲ့လူနဲ့မတည့်ဘူးသူ့ရာခတိရာနှုန်းပြီသဘောကျမနေဘူးဒါလိအခြေအနေရတခါနဲ့မှအတူတူနေရတယ်ဟုတ်အဖြစ်ပြီးတော့အဲ့ဒါစိတ်ညစ်ပြီးတော့အကုသို့မသေးဘူးအဲ့ဒီအကုသို့မသေးဘူးငါလျှောက်ပြီးတော့လေးလာကြည့်တယ်တချို့၃လောက်ပေါင်းပြီးတော့နေကြတာလေးတွေရှိဟုတ်လား ။ဝါပြည်မှာလည်းငါမြေးလေးတွေရှိတယ်။ရန်ကုန်မှာလာပြီးတော့ဘယ်သွားပဲဆိုတော့ဘာသာသင်မဲ့ဘာသင်နဲ့တက်တယ်အများကြီးအဲ့ဒါသုံးလေးယောက်ပေါင်းပြီးတော့တိုက်ခန်းလေးတွေထဲမှာတကယ်ကိုဟိုဘယ်လိုပြောမှာလဲစင်စင်ရဲရဲကြက်ကြက်တဲတဲရန်ကုန်မှာကြိုးတင်နေရတာရဖို့လည်းလွယ်တာမဟုတ်ဘူးလေ။ဒါဘာလို့ဆိုတော့အတူတူနေနေရတယ်ဆက်ဆံရရမပြေနေဘူးဆိုရင်တိထာပေါက်အကုသို့များပဲဖြစ်ရှင်အဲ့လို့ဆိုရင်ဆက်ဆံရပြေလေဖို့အတွက်တို့ဘယ်လိုလုပ်မလို့ ခုနတုန်းကပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီးတော့ချမ်းသာဖို့တို့ရောင်ရဲမှုရှိရမယ်လို့ပြောရနော်အခုဆက်ဆံရေးနဲ့ပတ်သက်ပြီးတော့ပြည်လျောင်မလို့လို့ရမလို့တိတ်ချက်ကျေးဇူးတရားလေးတွေကိုမြင်တတ်တဲ့အသေးအကျဉ်လေးလောက်ရအတူတူနေတဲ့လူတွေမှာရှင်းရှင်းကျေးဇူးဆိုတာရှိတယ်မိဘမှာသားသမီးပေါ်ရှိတာမဟုတ်ဘူးသားသမီးကလည်းမိဘပေါ်ရှိတာပဲယောက်ျားမှာမိဘပေါ်ရှိတာမဟုတ်မိမလည်းယောက်ျားပေါ်ရှိတာပဲ အတူတူနေမှတော့အချင်းချင်းကျေးဇူးဆိုတာကမြင်တတ်မယ်ဆိုရင်ကျေးဇူးတွေဟာအများကြီးရှိဟုတ်တယ်မို့လားနောက်ဆုံးကိုယ်စိတ်ချမ်းသာမှုပြီးခဲ့တဲ့ကိုယ်မြင်တာပြီးခဲ့တဲ့ဒါကလည်းပါတော့ကျေးဇူးဟုတ်လားကျေးဇူးကိုမြင်လို့ရှိရင်တတဝါရဲ့စိတ်ဟာတေချာမောလူညံ့အဲ့တော့ကျေးဇူးမြင်တဲ့စိတ်ကလေးကမင်္ဂလာရှိတယ်လို့လည်းဘုရားမဟုတ်ဘူးလားဟုတ်ပါတယ်ဗျာဘယ်လိုပါလဲဟုတ်ပါတယ်ဘုရားတော့ဓာတ်တော့ပြောလိုက်ရတယ်နော် ကတင်ညူတာဟုတ်တယ်မဟုတ်လားပါဠိလေးမင်္ဂလာတို့ရတယ်မဟုတ်လားညာနော်ပါဠိဒီဝိဒီပါမပိစ္ဆဘာနာသတ္တံဟောအဲ့ဒီလည်းမဟုတ်ဘယ်လက်ပါမလဲကျေနပ်နေတာဘယ်လက်ပါမလဲမင်္ဂလာတို့တွေပါဘေခါတာလည်းပါကာရောဇာနိဝါဒောဇာတန်တုတ်ထီဇာတတိညုတာဟုတ်နော်ခုနကတန်တုတ်ထီကိုပြောတာနော်အခုကပါတော့ကတိညုတာ ြီးစုကိုမြင်ရတယ်ကြီးစုကိုမြင်တယ်ရတယ်ကြီးစုရဲ့ဆန့်ကျင်ဘက်ကပါတော့အပြစ်ကိုထိကလို့လည်းဆိုအပြစ်မြင်တယ်နော်အဲ့ဒီအပြစ်မြင်လို့ရှိရင်မကြည်တဲ့ဘက်ကိုတောက်လျှောက်သွားတော့တာပဲကိုကအဲ့တော့ကိုနဲ့ဆက်ဆံနေတဲ့လူကအပြစ်လည်းရှိတယ်ကြီးစုလည်းရှိတယ်ဘယ်သူမှကြီးစုကြီးကြီးစုနဲ့ကြီးပြီးလျှောက်တာတာမဟုတ်ဘယ်သူမှအပြစ်တွေနဲ့ကြီးပြီးလျှောက်တာတာမဟုတ်ကိုလည်းသူ့ဘဝကြီးစုရှိတယ်လို့ဘာလဲရှိတယ် အပြည့်လည်းရှိတယ်သူ့ပေါ်မဟုတ်တာလုံမိတာလေးပြုံးမိတာလေးရှိနိုင်မလားရှိနိုင်တယ်သူလည်းရှိနိုင်တယ်ကိုလည်းရှိနိုင်တယ်ဒါသဘာဝပေါ့နော်အဲ့တော့ဘုန်းဘုန်းတို့ကကြည်တယ်ကြည်တယ်ဆိုလို့ရှိရင်အပြစ်ကိုမမြင်ပဲနဲ့ကျေးဇူးကိုမြင်အောင်ကြည်တဲ့စိတ်ကလေးဖြစ်အောင်လုပ်ကြည့်ဒါလက်တွေ့သုံးလို့ရတာလေးကိုဘုန်းဘုန်းပြောတယ်အဲ့ဒါဘုန်းလက်တွေ့သုံးတယ်အဲ့ဒီဥစ္စာတော့ဘုရှိတဲ့မှာအမြင်မကြည့်ဘူးဆိုတာအလုံးမကိုနေနော်ကိုတဲ့လူလူနေရတဲ့လူတွေရဲ့ကိုယ်ပေါ်မှာရှိနေတဲ့ကျေးဇူးကိုခဏခဏမြင်ကြည့်တာ မြင်ကြည့်တော့မေတ္တာသဘောအလိုလိုဖြစ်အပြစ်ကိုမြင်ရင်တော့ဒေါသအလိုလိုဖြစ်မှာပဲအဲကြောင့်မလို့ဆက်ဆံရေးကြီးလေရင်လည်းဘေးကလူတွေကြောင့်စိတ်မကြည်ချင်ဘူးဆိုရင်ဘာလို့မြင်အောင်ကြည့်နေလဲဘယ်လိုမြင်အောင်ကြည့်အောင်လက်တွေ့သုံးဖို့ပြောရတော့ကျမရေးကောင်းလို့လည်းလက်တွေ့တော့ပါကိုမလို့ကိုလို့ခါရောက်ပါအမကြီးကဟိုဖေးဆေးလိုက်ကြီးကိုကြီးတောင်းထားတယ်ဆေးတွေလည်းအများကြီးထုတ်ပြီးတော့ရောင်းနေဆရာကြီးဥက္ကမောင်းလဲဆိုတော့ကြားဦးတယ်မလားဖေးဖေးကလေ ဒေါက်တာခင်မောင်လည်းဟုတ်ပါဘူး။ဘုံဒီပါးလေးကျွဲ့သွားတော့သူလည်းသွားပြီးတော့ပြဦးတယ်။တော့လွန်တော်တဲ့ဆရာကြီးနော်။သူကစကားတစ်ခုပြောတယ်ဘုံကဆွဲသွားတယ်။ကျမ်းမာရေးဆိုတာတော်တဲ့လူတွေမှရတဲ့ဆုလတ်တဲ့။ညံ့တဲ့လူတွေမရနိုင်ဘူးလို့။အများစုကကျမ်းမာအောင်ဘယ်လိုနေရမလဲဆိုတာတော့မသိဘူးလို့။တိတဲ့လူအများစုကလည်းတိတဲ့အတိုင်းပြိုင်နာနိုင်မှုပဲဒါမသိဘူးဆိုလည်းပဲစတင်ဆပ်လိုက်တယ်။ ဒါလည်းမသိနိုင်ပြီးမှတော့ချို့အတွေ့အကြုံရှိတယ်ဝသားတွေစားပြီးမှကုကြလေးတောက်တယ်။အာဘလောက်မိုင်မဲနော်။ကို့ပိုက်တဲ့ကိုချို့ဒုက္ခပေးမဲ့ရအောင်ထဲရတာနည်းနည်းနော်တော့မိုင်မဲဘူး။နော်။စဉ်းစားရအောင်နော်။သူပြောတဲ့စကားလေးအဲ့ဒါကို့ဟာကိုချဲ့ပြီးတော့စဉ်းစားကျင်းမာရေးဆိုတာဘလူလူတွေမှရတယ်။တော်တဲ့လူတွေမှရတဲ့ဆုလက်နော်။ညံ့တဲ့လူကရအောင်နော်။ ဒါကျမ်းမာရေးမအောင်လို့တော့မလဲဆိုတာကိုဘုရားအဲ့ဒါကိုကိုယ့်ကိုလေးလာပြီးတော့ပြောလို့ပြောတာကိုလည်းပဲဆရာမမဟုတ်အများကြီးပြောတတ်ဘူးဟုတ်လားဒါပေမဲ့အရေးကြီးတယ်ဆိုတာတော့ကောင်းကောင်းသိဟုတ်လားဟုတ်ဆိုဝေဒနာတွေနဲ့မကြမ်းမကြမ်းနှစ်ပါးလုံးဝရဲ့ခေါ်တာဒီကိစ္စဟာရန်အရေးကြီးတယ်ဆိုတာကိုနားလေဟုတ်လားခုငယ်သေးတော့အဲ့ဒါကသိပြီးတော့သိမှာမဟုတ်ဘူးဟုတ်လားပြီးရင်ကျမ်းမာရေးမကောင်းလို့ဒီစီမံဝါကအနေနဲ့ကုန်ပြီဆိုရင်လည်းပဲအဲ့ဒီတော့မဟုတ်ဘူးသွားမှာနော်သူရွာမှာပြောနေတဲ့စကားတစ်ခွန်းကြီးဘူး ချက်ကောက်ကောက်ပြီးတော့ဖွေးအားနာလိုက်ရတယ်နော်ချက်ကသူ့စတုံလေးပြီးအောင်တည်တည်ချင်းလေးလိုက်ပြီးတော့ကောက်ဟုတ်လားရဖို့အတွက်တော့ဘယ်လိုလုပ်ရလဲချက်ကောက်ကောက်ပုံဖို့အတွက်ကျတော့ဘယ်လိုလုပ်ဖွေးလို့ရောမလဲအားနာဘာဖြစ်မှအောင်ကျန်တော့ဒါကျမကြီးပြည့်ရင်တော့အဲ့ဒါအော်ငါချက်ကောက်ကောက်ပြီးတော့ဖွေးအားအားတော့မှာပေါ့မိတ်နော်ကျမရေမောင်ကိုရေးကြည့်တယ်ပြီးတော့ပါတော့စိတ်ချမ်းသာကိုရေးကြည့်တယ်စိတ်ချမ်းသာကိုပါပြောတော့ရောင်ရဲရမယ် ုဘဝလေးကိုကျင့်တတ်ရမယ်ကိုမကောင်းတာတွေအများကြီးရှိတယ်ဒါဝနာလေးရမယ်မကြည်မနှက်ဖြစ်နေလို့လည်းငါစိတ်ဆင်းရဲတာရှိတယ်ဘာမှတူပြီးတော့ကောင်းလာတာမရှိဘူးကောင်းရင်ငါငါကြိုးစားဖို့ပဲရှိတယ်ဒီလိုမျိုးလက်တွေ့ကြကြကောင်းရမယ်ဘဝဟုတ်လားကြောင်းရဲရမယ်ပြီးတော့ခုဆက်ဆံရေးနဲ့ပတ်သက်ပြီးတော့စိတ်ဆင်းရဲတယ်စိတ်ညစ်ရတယ်ဘဝမှာအများကြီးရှိအဲ့ဒါမျိုးကိုပြည်တယ်ဖို့အတွက်ဆက်ဆံရေးကြတော့ဘုမမလို့ပြောလို့ကျေကျိုးကိုမြင်ရမယ်အပြစ်မြင်တာတွေကိုရှော့ရမယ်အပြစ်မြင်နေရင်တော့မြင်နေဖို့ပဲ ဒီလိုဖြစ်ဖြစ်အပြစ်ကရှိတာဟုတ်လားမှန်ပါတယ်ဒါမှမဟုတ်ရှင်သာရိပုတ္တရာပြောတာရှိတယ်ဘာလို့ဒီငန်းချုပ်တဲ့ယန္တာတဲ့အမိုက်ပုံတွေရတယ်ဝိသုတ်တွေဝိသမကောင်းတာတွေသူများပြစ်တာတွေဟုတ်လားအဲ့ဒါတွေတွေကနေပြီးတော့ဆွေးရတာတွေမကောင်းတာတွေဆုံးလို့ဘူးလို့မရနိုင်တော့တာတွေကိုဒါနဲ့တိဖြတ်ပြီးတော့ကောင်းတာလေးကြီးရွေးပြီးတော့အလူစားလေးတွေကိုဖြတ်ချုပ်ပြီးတော့မှတစ်ခေါက်ရှုပြီးတော့ဝေ့ရတဲ့သင်္ကန်းကိုဘာလို့ခေါ်တော့ဘာလို့သင်္ကန်းဟုတ် အဲ့ဒီဘန္တကူရှာတဲ့နေကဘန္တကူနေကရှာတဲ့ရန်ကဒီအဝိစကစားတွေ့ပြီဆိုလို့ရှိရင်သူကမကောင်းတာတွေကိုဘာလို့ပြလိုက်လဲဖြတ်လိုက်တာမကောင်းတာတွေကိုမတုံ့ဘူးဟုတ်လားမကောင်းတာကိုအပါခံလို့မရဘူးဆွေးနေရင်ဖြတ်ပြလိုက်မယ်ဟုတ်လားရှော့မရတဲ့ဟာသူ့ရဲ့ဘာတွေဆွန့်နေဖြတ်ပြလိုက်မယ်ဒီဥစ္စာအဲ့လိုပဲဘုကုန်းတို့ကလူတယောက်ရဲ့အကြောင်းကိုခေါင်းနဲ့ထည့်တဲ့အခါမှာမကောင်းတဲ့အစိတ်ပိုင်းတွေအပြစ်တွေကိုကိုကောင်းနဲ့မထည့်နဲ့အဲ့ဒါကိုဖြတ်ပြလိုက်ကောင်းတာတွေယူပြီးတော့ယူရဥမာပေးရနော် နောက်တစ်ချက်ဥမာကုတော်ပေါင်းသေးတယ်တော်ရဲမှာတဲ့ရေစာလို့ရေငတ်လို့ရေလိုက်ရှာနေတဲ့သူတွေ့ပြီးရေကန်ကြီးဖွားနေတွေ့ဒါပဲရေကန်ကြီးကမှုစိတ်သိမ့်ကြီးတန်လုံးဖုံးလာတွေ့ဦးတော်လားအဲ့လိုရေကန်ကြီးတွေ့ပါလားဗျာဘဘအကြီးဆုံးသစ်ပင်လို့တော့ပြောရတာရှိတယ်စီစီစီလေးတွေပေါ်လေးတွေလက်နဲ့ကန်ကြီးလိုက်လို့ရှိရင်နှမ်းစီလောက်တော့ရှိဘူးလေအစီလေးတွေစိတ်သိမ့်လေးတွေအဲ့ဒါတွေတပြင်းလုံးဖုံးနေဟုတ်လားရေဥမြာ ဒါဒါမဲ့ဒီမှုံရဲ့အောက်မှာပါရှိတယ်ရှိရှိတယ်အဲရင်ကတဲ့တော့ပါလို့ဆိုမှုံလည်းနဲ့ဖယ်ရှင်းလိုက်ဟောအရေးပေါ်လာနော်ဒါမဲ့မှုံကတစ်ချင်းချင်းနဲ့ဒီဘေးကမှုံရဲ့တွန်းအားကြောင့်သူကပြန်ပြီးတော့ဘာလို့ကောင်းမှာတော့ရှူလာပြီးတော့ပြန်ဖုံးသွားမှာပဲနော်အဲ့ဒါသူကပြန်ပြန်လေးမှတော့အောင်လို့ဒါလေးကိုဖယ်ပြီးတော့လက်ကုပ်နဲ့ပြန်ပြန်ဖတ်ပြီးတော့ဟုတ်ကဲ့အဲ့ဒီဥမာပေးတာရှင်သာရိပုတ္တရာပေးတာညကောင်းနော်ဒါလူတယောက်မှာမကောင်းတာတွေကိုမကောင်းတာတွေကဖုံး ကောင်းတာတွေကအောက်မှာရှိတယ်။ဒါပေမဲ့မကောင်းတာကလည်းရှိနေတာပဲ။အဲ့တော့ဘုရားကကြည့်လိုက်တဲ့အခါမှာပြန်ကိုကြည့်လိုက်တဲ့အခါမှာဘာလို့ပဲအရင်မြင်ရလဲဆိုတော့ဟောဒီပဲရင်မြင်ရတယ်။အောက်မှာတကယ်ရှိနေတဲ့ကြီးတွေကိုဘုရားမမြင်ရဘူး။ဒါပေမဲ့မျက်စိနဲ့သာမမြင်ရတာဉာဏ်နဲ့ကြည့်ရင်ပေါ်အောက်မှာရည်ရှိရဲဆိုတော့သိလို့သိတယ်။လက်နဲ့ဖြဲကြည့်ရင်တော့ရည်ဘူးပရိကိုမြင်ရတယ်။အဲ့လိုပဲလူတယောက်မှာကောင်းခွက်တွေဟာအများကြီးရှိတယ်။ဒါပေမဲ့လူရဲ့စိတ်ကရာသောအဖြစ် မကောင်းတာဝေဝဲတက်တက်ပြီးတော့မြင်နေဟုတ်တယ်မဟုတ်လားဒီကောင်ကြည့်လိုက်မိုးပဲမြင်ရည်မြင်အဲ့လိုဆိုတောက်တော့မယ်မဖြစ်မနေကငတ်နေပြီးတောက်တော့မယ်ဆိုဘာလို့ပေါ်တွေကိုဖျက်မယ်ပေါ်တွေမှာရောပြီးတော့ပေါက်ချလိုက်လို့မဖြစ်ဘူးဟုတ်လားအဲ့ဒါရည်တောက်ပြီးဆိုတော့ပေါ်ဖယ်ရောနော်လူတယောက်ကြောင့်စဉ်းစားပြီးဆိုတော့မကောင်းတာတွေကိုဖယ်ရလားမကောင်းတာတွေကိုဘာတခါလဲမြုံချတာအဲ့ဒါကြောင့်ပြဿနာပြက် ်ကောင်းတာတွေပါမျိုးချနော်အဲ့ဒါဘုရားပေးတဲ့ဥပမာတွေလောက်ကောင်းနော်အဲ့ဒါဘာပြောနေလဲဘုံဘဝစိတ်ချမ်းသာမှုအတွက်ရောင်ရဲဖို့လိုတယ်ဆက်ဆံရေးပြေလည်ဖို့လိုတယ်ဆက်ဆံရေးမပြေလည်ရင်ငိုပါလိမ့်မယ်ဘုရားဒီလူကိုလည်းမပြစ်နိုင်ဘူးဒီလူနဲ့ဆင်ပြေလားဆိုလည်းပြေအဲ့ဒါဘာဖြစ်လဲဘုဘောဒါအဲ့ဒါခုစိတ်ထဲမှာပြေလေတော့ဘာလို့အောင်လို့ဘုဘောဘာလို့အောင်လို့မှန်မှန်ကန်ကန်မြင်တဲ့ရတယ်တွေးတဲ့ရတယ်ဟုတ်လား